မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအတာပေါင်းမြွနဲ့ပေါ့ ARV တိုင်းတာပေါင်းမြွနဲ့အာကျွန်တော်တို့စစ်ပင်ကြီးအုပ်စုလို့ပြောမှာပေါ့အဲ့ဒီမှာဖြစ်သွားတဲ့ကိစ္စရက်ကလေးတွေနော်ပြည်သူတွေလုံးဝမခံမရနိုင်ဖြစ်တယ်ပေါ့ အဲကျွန်တော်အနေနဲ့ဒီကိစ္စကိုဘာကြောင့်မို့ပြောရလဲဆိုတဲ့အခါကျတော့အဲတာပေါင်းတို့နော်ရေကြီးတို့နေမျက်နာတို့ဆိုတာကကျန်းနေတဲ့နေရာတွေဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်မို့လို့စီယုံရေးတွေကအရန်ကိုအရေးကြီးတယ်။အဲတော့ဘာတော့လဲပဲစစ်တပ်ရဲ့လုပ်ပုံတွေဒီစစ်မှုထမ်းစုဆောင်းတယ်ပေါ့ဗျာနော်စစ်သားစုဆောင်းမှုပုံစံတွေဟာဆိုလို့ရှိရင်အချိုးမပြေတဲ့ခါကျတော့စီယုံရေးအပြင်ကိုနော်ကျွန်တော်တို့ဒီတက်မတော်နိုင်ငံဟာအစင်းကို အခြေအနေပေါ့နော်အခြေအနေဆိုးသွားစေတဲ့အခြေအနေကိုရောက်သွားဖို့အတွက်အစင်းကိုဂုံးစင်းကိုဘိမ့်တက်ပေးတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အဲ့ဒီနေရာမှာဘာဖြစ်သွားနိုင်လဲဆိုတော့အဲတဘုံအတွက်အခွင့်အရေးတွေပိုကောင်းပြီးတော့စစ်တပ်ကိုမုံတီးမှုတွေနော်အစိုးရကမုံတီးမှုတွေဖြစ်လာရင်ကျွန်တော်ပြည်သူရောနိုင်ငံရောအားလုံးစက်တက်မလို့အားလုံးနစ်နာမဲ့အရေးဖြစ်တယ်အဲ့တော့လုတ်ပုံကင်ပုံတွေဟာပြည်သူလူထုအတန်ကိုကျွန်တော်တို့အမြဲတမ်းနားထောင်နေရမှာဖြစ်တယ်အခုကျွန်တော်အနေနဲ့ ပြည်သူလူထုစီကအတန်လေးပေါ့ဗျာကြားရတယ်အဲ့ဒါကဘာလဲဆိုတော့အဲတာပေါင်းမြို့နယ်ပေါ့စစ်ပင်ကြီးအုပ်စုမှာရွာ300ရှိတယ်အဲ့ဒီရွာ300မှာဆိုလို့ရှိရင်တော့စစ်စစ်ပင်ကြီးနော်ငဆန်ကျွန်းကျိန်ငူတဲ့အဲ့ဒီရွာ300ရှိတယ်ပေါ့အဲ့ဒီရွာတွေကလစဉ်တော့စစ်မှုထမ်းကြီးကပေးနေတာပဲအဲဒီတစ်ခေါက်မှာတော့ထူးထူးခြားခြားဒီဒီရွာ300ရှိတဲ့အထဲမှာမှရွာတရွာထဲမဲနိုင်ရတယ် ကြံတဲ့ရွာတွေကမဲနိုင်စရာမလိုဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်တယ်မဲနိုင်တဲ့ပုံစံကလည်းကျွန်တော်အံ့ဩတယ်ဗျာသိလားဒါမျိုးမဲနိုင်တာကဘာရှားဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုတော့မဲနိုင်တာကလေရွာသားတွေကိုစားဟိုကျွန်တော်တို့ဒီလူကြီးတွေကမဲနိုင်ပြီးအဲမဲနိုင်ပြီးဘယ်သူပေါက်တယ်ဘယ်သူပေါက်တယ်ဆိုတဲ့ခါကျတော့ခင်ဗျားတို့ကဒီထက်ပွင့်နေမြင်တာတဲ့မဲနိုင်မှုမျိုးများရှိဦးမလားတော့ကျွန်တော်စဉ်းစားမိတော့ဗျာနော်။အဲ့တော့တော်တော်လေးကိုဒီကြက်က အခုပြည်သူတွေလုံးဝမကြေမနက်တယ်ဖြစ်နေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြို့နယ်ထွေအုပ်တို့အုပ်ချုပ်ရေးမှူးတို့အနေနဲ့အဲတည်တည်ချာချာဆောင်ရွက်ပေးသင့်တယ်လို့ကျွန်တော်တို့အဲမြင်နေတော့ဗျာနော်မဟုတ်ဘူးဆိုလို့ရှိရင်ဒီနေရာတွေကသဘုံအတွက်ပို့ပြီးတော့ဝါဒဖြန့်လို့ကောင်းတဲ့နေရာတွေဖြစ်သွားမယ်အဲ့တော့ငဆန်ကျုံရွာတရွာတယ်ဒါမျိုးမတရားခံနေရတဲ့ခါကျရွာသားတွေအကုန်လုံးအခုဆိုအခုဆိုတော်တော်လေးကိုဒေါသထွက်နေကြတယ်အဲရွာသားတွေကတောင်းဆိုရဲကဲတာ ဒါဒီရွာစစ်မှုထမ်းဆိုလို့ရှိရင်ကျုပ်တို့လည်းထမ်းမယ်လားအားလုံးဒီရွာ၃ရွာလုံးအကုန်လုံးစုအကုန်လုံးစီပြုမလင်းလင်းမဲ၌ပေါက်တဲ့သူသွားမယ်ဆိုတော့ဒီလောက်ထိတပ်ဖက်ကနေပြီးတော့ရက်တည်တဲ့ဖြစ်ဖြစ်ပေါ့ဗျာနော်ဟိုကျွန်တော်တို့တပုံဘက်ကမရက်တည်တဲ့အခြေအနေရှိတဲ့ပြည်သူတွေတော်မှတက်ကိုတော်တော်လေးဒေါသထွက်တဲ့အခြေအနေမျိုးတွေဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးတော့အတိအသေးချာချာလေးပြန်ပြီးတော့သုံးသက်ပြီးတော့ဆောင်ရွက်ပေးစီခြင်းပါတယ်။အဲ့တော့စစ်ပင်ကြီးငဆန်းကျွန်းကျိန်ကို ဒီရွာ၃ရွာလုံးနှစ်ညတက်တာရှိစေခြင်းနဲ့ဒီထွေအုပ်တွေနော်အုပ်ချုပ်ရေးမှုတွေချိုးပြင်းစေခြင်းပါလေဗျာနော်ဒီကိစ္စနဲ့ပတ်သက်လာလို့ရှိရင်တော့ဟုတ်ပြီအဲဒါကတော့အခုလက်ရှိအဲတက်မလို့အတွက်အရေးကြီးတယ်နော်ပြည်သူအတွက်လည်းအရေးကြီးတယ်ပြည်သူအတန်လည်းဖြစ်တယ်နော်နားထောင်ပြီးပါဗျာအဲ့တော့ဘာတွေမတရားဖြစ်နေဆိုတော့ထွေအုပ်တို့အုပ်ချုပ်ရေးမှုတို့ဒါလည်းသိလိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့သုံးသပ်တော့ဗျာနော် ဟုတ်ပြီအဲ့တော့ ARV တိုင်းချင်းနေလေးမျက်နာတို့ကွင်းကောက်တို့ပဲချမ်းကိုတဲ့နော်ချင်းကိုက်ရွာနောက်ဖက်ကိုအေးအေးအင်အားတွေရာကျော်ရောက်ရှိနေပြန်ပြီနော်အဲ့တော့စစ်ကတော့ဆက်လက်ပြီးတော့ဖြစ်လာမှာမနော်ရှောင်းလုံးတော့ဟိုဟိုမှာချောင်းလိုက်ဒီမှာချောင်းလိုက်အခြေအနေမျိုးတွေအဲဖြစ်နေပါတယ် ARV အခြေအနေမှာတော့ဟုတ်ပြီအာကျွန်တော်ကတော့အကျွန်တော်တက်မလွန်နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တက်မလွန်နဲ့ရက်တည်တယ် ဘာကြောင့်လဲကျွန်တော်တို့နိုင်ငံကျွန်တော်နိုင်ငံရေးသမားဖြစ်တယ်နိုင်ငံအရေးဖြစ်တဲ့တကြောင်မို့လို့ကျွန်တော်တို့หนีလို့ရတယ်စိမ့်လို့ရတယ်ပြလို့ရတယ်ဝါလို့ရတယ်เนาะတက်မလို့ထောက်ခံလို့ရအမျိုးသားရေးသမားဖြစ်လို့ရတယ်သို့ပါတော့လည်းပဲအမျိုးသားရေးသမားကလည်းအမျိုးသားရေးအတွက်ပဲသူတို့လုပ်တာဖြစ်တယ်เนาะဘာသာရေးသမားကလည်းဘာသာရေးအတွက်ပဲလုပ်တာဖြစ်သလိုတက်မလို့ကလည်းတက်မလို့ထောက်ခံတဲ့သူကလည်းတက်မလို့ဘက်ကပြည့်တည်ပြီးတက်မလို့အတွက်ပဲစဉ်းစားတာဖြစ်သလိုအหนีကလည်းအหนีအတွက်ပဲလုပ်တာဖြစ်တယ်အစိမ့်ကလည်းအစိမ့်အတွက်ပဲလုပ်တာဖြစ်တယ် တို့ပါတော့လေနိုင်ငံရေးပါဆိုပြီးနိုင်ငံရေးသမားလို့အမိခံလိုက်ပြီးဟိဆိုရင်နိုင်ငံတွင်းမှာနေထိုင်သောနီနီပြပြဝါဝါစင်းစင်းเนาะအမျိုးသားရေးစသဖြင့်ပေါ်ပြတက်မလို့ထောက်ခံသူအားလုံးရဲ့အရေးဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့အဲကျွန်တော်တို့ဒီနိုင်ငံရေးနဲ့ပတ်သက်လာလို့ရှိရင်ဒါကကနနာနားလဲစေခြင်းနဲ့ကျွန်တော်နိုင်ငံရေးသမားတယောက်ပါအဲ့အတွက်ကြောင့်မို့လို့ နိုင်ငံရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်အားလုံးအကျိုးရှိဖို့အတွက်ကိုပြောရမှာဖြစ်တယ်။အနည်းရဲ့အကျိုး၊အစိမ်းရဲ့အကျိုး၊အပြားရဲ့အကျိုး၊အဝါရဲ့အကျိုး၊အားလုံးရဲ့အကျိုးစီးပွားကိုနော်ဟိုအဖွဲ့တူသည်ရှိ၊ဘက်တူသည်ရှိ၊မတူသည်ရှိအဲ့တော့အားလုံးရဲ့အကျိုးအတွက်ကိုရှုရှုပြီးရှေ့ရှုပြီးတော့ပြောရမှာပါဗျာနော်။အခုကျွန်တော်အနေနဲ့အဲ့တော့ကျွန်တော်နိုင်ငံတစ်ခုရည်တည်ဖို့အတွက်ကတက်မတော်ကမရှိမဖြစ်လိုအပ်တယ်နော်ကျွန်တော်မြန်မာနိုင်ငံမှာတက်မတော်သည်တစ်ခုပဲရှိရမှာဆိုတော့ ခံချက်ရှိတယ်လက်နက်ကင်ဖွဲ့စည်းတယ်များလာများလေလေကျွန်တော်ပြည်သူကကြုံဖြစ်လေလေပဲအဲ့တော့ကြောင့်မလို့တက်မလို့တခုရှိရင်ကျုပ်တို့အတွက်လုံလောက်ပြီဖြစ်တယ်အဲ့တော့ကျွန်တော်နိုင်ငံရေးသမားဖြစ်တယ်နိုင်ငံကိုမျက်နှာမူတယ်နိုင်ငံကိုမျက်နှာမူတဲ့အတွက်ကြောင့်မလို့ကျွန်တော်နိုင်ငံအတွက်အဓိကလို့အတက်တက်မလို့ဆိုတာရှိရမယ်အဲ့တော့တက်မလို့ကိုလည်းကျွန်တော်တို့ကဟိုဒုတ်ချင်တာလောက်กว่าဆိုပြီးတော့လွတ်ထားတဲ့သူမျိုးတွေမှာကျွန်တော်မပါဘူးတက်မလို့ကိုလည်း professional စံနဲ့တက်မလို့အစဉ်တန်းရှိတဲ့တက်မလို့နော်နောက်ထပ် broker ဆိုတော့ အာနာရှိတဲ့ယာလူကြီးတဲ့သူတွေရဲ့အိတ်ဆောင်တက်မတော်မဖြစ်ဖို့ဟာအရန်ကိုအရေးကြီးတယ်အဲ့တော့အဲ့လိုဖြစ်မှလည်းเนาะအဲ့လိုမျိုးဒီတက်မတော်ဟာ professional ပေါ့တကယ်ဒီ standard army ဖြစ်မှလည်းကျောဒီမြန်မာတနိုင်ငံလုံးမှရှိတော့နီးနီးပြပြဝဝစိတ်စိတ်အားလုံးရဲ့အကျိုးကိုဆောင်ရွက်နိုင်မှာဖြစ်တယ်အဲ့တော့တက်မတော်ဒီတက်မတော်ကိုကျွန်တော်ရှုမြင်တဲ့အချိန်မှာဦးမင်း online ကာကွယ်ရေးဦးစီးချုပ်ကနေစပြီးဟိုမနေ့တနေ့ကမှဘယ်လိုခေါ်မလဲဆိုရှင်စစ်တပ်ထဲဝင်လာတဲ့ ီပါစလေးတွေအထီဟာကျွန်တော်တို့ကတက်မတော်သားစစ်တီတွေဖြစ်ပဲကျွန်တော်တို့မြင်တယ်ဘသူကမှကျွန်တော်တို့ကခွဲခြားပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုပို့ပြီးလေးစားရမယ်လို့ပို့ပြီးတော့ဘယ်လိုခေါ်မလဲဆိုရှင်ပို့ပြီးတော့ကတော့ရမယ်လို့ယူသေးရမယ်ဆိုတာမရှိဘူးအားလုံးကိုဘယ်လိုခေါ်မလဲဆိုကျွန်တော်အမြင်ထဲမှာစစ်တီတွေအားလုံးဟာတက်မတော်သားတွေဖြစ်နေကျွန်တော်တို့မြင်တယ်မြင်တဲ့အတွက်ကြောင့်မို့လို့လေးစားသမှုကျွန်တော်တို့ရဲ့လေးစားသမှုကိုပြောပါဟဲ့ဆိုရှင်အဘကာကြုတ်ကြီးဆိုပြီးတော့ဟိုခေါ်မလဲဆိုတော့ တူတူကဲကဲကြီးထိုင်ကြောနေမှာမဟုတ်သလိုမနေ့တနေ့ကမှပေါက်လာတဲ့ဒီစစ်တီလေးတယောက်ဖြစ်ပါစေနော်အကျွန်တော်ရဲ့လေးစားမှုကရော့သွားမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီလိုမျိုးတက်မတော်ကိုသဘောထားရဆိုအောင်သိစေချင်တယ်အဲ့တော့တက်မတော်အနေနဲ့ professional ဆာမှုအရာကိုအရေးကြီးတယ်တက်မတော်မှာ professional မဆန်မဲနဲ့ယာတူးကြီးလဲသူတွေနော်ဒီဥမာပြတက်ကိုရောက်လာတက်ရင်မှုတို့ဟလာတက်မှုတို့ ကာကျုပ်တို့ကတက်ဖလို့သူတို့အိတ်ဆောင်လို့သဘောထားတဲ့ပုံစံမျိုးတွေဖြစ်ဖို့ကကျွန်တော်တို့အဓိကအရေးကြီးတယ်။အဲ့တော့မှသာလင်တက်ဖလို့ထဲမှာရှိတော့တက်ဖလို့သားအလုံးမှာသူတို့ရဲ့ယာတူသူတို့ရဲ့စင်တန်အလျောက်ကကိုပိုင်လုတ်ပိုင်ခွင့်ရှိပြီးတော့ကိုပိုင်ပေါ့နော်လေးစားခံခွင့်ရှိတဲ့နဲ့အဲ့တော့သူ့လုတ်ပိုင်ခွင့်ကိုလိုက်ပိုင်ခွင့်ပရဖော်မဆာသူ့ရဲ့တာဝန်ကိုရဲ့တာဝန်အားလုံးကတာဝန်ကိုမျှယူရတယ်ဆိုတော့အဲပရဖော်မဆာအယူဆရှိတင်ပြီးတော့ အမိန့်နဲ့အုပ်ချုပ်တာပေါ့နော်အမိန့်နဲ့အုပ်ချုပ်တယ်ဆိုတဲ့ပုံစံမျိုးပဲရှိတယ်လားဆိုတော့ကျွန်တော်ကအကြက်ဖြစ်ဖြစ်စေရဲဘော်ကိုလေးစားမှဖြစ်သူရဲဘော်ကလည်းအကြက်စင်စင်ကိုအားလုံးကိုအကာကျုပ်ဖြစ်ဖြစ်စေဟုတ်ရဲဘော်ထီကလေးစားမှဖြစ်တယ်အဲဒါမျိုးမဟုတ်ဘဲနဲ့အခုလိုမျိုးခုတက်မလို့မှလက်ရှိဖြစ်နေတဲ့ပုံစံတော်တော်များများကိုကြည့်ရတာကတော့လေအထက်နဲ့အောက်နဲ့အလံဝေးအဲတက်မလို့ရဲ့ဒီကျွန်တော်တို့ယာရူကြီးရဲ့သူတွေကတက်စကန်တစ်ခုရောက်လာဖြစ်ရင်တက်စကန်ကိုသူတို့ရဲ့အိတ်ပိုင်လုံးအိတ်ဆောင်လုံးလုံး မနေ့နေ့မှာရောက်လာတဲ့စစ်တီဆိုလို့ရှိရင်ယာလူရှိယာလူမဟုတ်ပါဘူးအရက်အကျက်လောက်ကဘလိုခေါ်မလဲသူတို့ရဲ့သားသမီးလိုလိုသူတို့ရဲ့ဘလိုခေါ်မလဲဆိုတော့အခိုင်းစီလိုလိုမျိုးပုံစံမျိုးတွေခံယူနေတဲ့အတွေးခေါ်ရှိနေတဲ့မြတ်ကာလာပတ်လုံးဒီစစ်တပ်က professional စံတဲ့စစ်တပ်ဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ဒီအချိုးတွေကိုကျွန်တော်တို့ဝိုင်းပြင်မှာဖြစ်မယ်အဲ့တော့နိုင်ငံအတွက်ကောင်းမွန်တဲ့တက်မလို့ပဲလိုချင်တယ်နိုင်ငံအတွက်ကျွန်တော်တို့ဒီတက်မလို့ဟာဘိုက်ဆောင်ရမယ်ဆိုတော့ လို့ခေါ်မှာကျွန်တော်တို့ယာရူချီသူတွေရဲ့ကပိုက်ဆောင်တက်မဖြစ်ဖို့ကအရန်ကိုအရေးကြီးအဲ့တော့တက်မလို့သားတွေတက်မလို့သားပီတာဖို့အတွက်ကျွန်တော်တို့ကစိတ်တက်နေညင့်တင့်လာဖို့အတွက်သူတို့ကိုသူတို့လေးစားဖို့အဓိက self respect ပေါ့ကိုယ့်ကိုယ်ကိုလေးစားသမှုစာရှိရမယ်အဲ့တော့လေးစားသမှုတွေရှိလာဖို့အရန်အရေးကြီးတယ်အဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အချို့နေရာလေးမှာဖြစ်နေရလေးကျွန်တော်ပြောပြမယ်အဲ့တော့အဓိကကျွန်တော်တို့အခုအာယုံဆိုက်ရမှာကအဲကရင်ပြည်နယ်เนาะကရင်ပြည်နယ်ရဲ့ကျွန်တော်တို့ အာအနောက်ခံဖြစ်ပြီးတော့ကျွန်တော်ဘကူးတိုင်းရဲ့အရှိချမ်းပေါ့တောင်ငူနဲ့တောင်ငူဘက်တကြောကိုကျွန်တော်တို့ဒီနေ့စီရီးနဲ့စစ်တီတွေနော်တက်မတော်သားတွေတက်ရင်တက်ဖွဲ့တွေရဲ့အခြေအနေကိုကျွန်တော်တို့နည်းနည်းဝေဖန်သုံးသပ်မယ်ဗျာနော်ဖြစ်နေတဲ့ပုံစံကဒီလိုဗျတောင်ငူနဲ့တန်တောင်ကြီးက26မိုင်ဝေးတယ်26မိုင်ဝေးတဲ့နေရာမှာ အာလမ်းမှာလဲလေအဲ့တောင်နဲ့တောင်နဲ့တန်တောင်ကြီး26မိုင်လုံးမှာတက်စခန်းတွေအများကြီး၄မိုင်မှာဆိုခလာရ3ခလာရကျွန်တော်တို့ဘယ်လောက်ရှိမလဲဆိုခလာရ39ရှိမယ်နော်၄မိုင်အဲ17မိုင်လောက်မှာဟေးဆိုလို့ရှိရင်တက်စခန်းရှိတယ်73မိုင်မှာလဲတက်စခန်းရှိတယ်နော်အပြီးပတိချောင်းပြူဟာစခန်းရှိမယ်ဟုတ်လားပြီး16မိုင်မှာလဲစခန်းရှိမယ်စနေကုန်းပြူဟာစခန်းစခန်းတွေအများအများကြီးပဲအဲ့ဒီစခန်းတွေအားလုံးကစခန်းထဲမှာမနေကြတာဘာမှထွက်ရှင်းခြင်းဘာမှဘယ်လိုခေါ်မလဲဆိုလို့ရှိရင် နေနေဒေတာငင်းညောင်ထွက်လို့ချင်းဆိုတာဘာမှမရှိဘူးစခန်းနေအကောင်လုံးကတက်စခန်းထဲမှာပဲနေပြီးတော့စစ်တီတွေရဲဘော်တွေအားလုံးလည်းတက်ထဲမှာနေရဲမေတွေအားလုံးတက်ပြင်မထွက်ရအဲတက်ပြင်ဘယ်သူတွေထွက်နိုင်လဲဆိုတဲ့ခါကျတော့အရာတို့ရှိတဲ့အရာရှိတွေကအပြင်ထွက်လို့ရတယ်အရာရှိတွေကအပြင်ထွက်ပြီးတော့ဈေးဝယ်ချမ်းမယ်ပြီးရင်အရာရှိကြော်တွေကတဲ့တက်ထဲမှာပြန်ပြီးတော့ပြန်ပြီးတော့ဈေးပြန်ရောင်းစတယ်ကျွေးလာယူနော်အခိုင်းလာလို့ဆိုတဲ့ပုံစံမျိုးနဲ့ထားထားတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့ လာစားလေးတွေကပြန်ဖြတ်ပေါ်ပြန်နော်သူကလည်းသူကတော့ဘယ်လိုခေါ်မလဲဆိုဟုတ်နေတာပဲအဲ့တော့အခြေအနေကိုကြည့်ရတာတော့အောက်ခြေစစ်တီတွေကတော့အမ်အများရမပေါ်ပြန်နော်လာစားထုတ်လို့ရှိရင်ကျန်အောင်ကျန်ရလားမသိဘူးဆိုတဲ့ပုံစံမျိုးတော့မှကျွန်တော်တို့ကတော့ခါကလေးမှာအဲစိုးရိမ်မိတယ်ပေါ်ပြန်နော်အဲ့တော့အဲ့ဒါကလည်းဒီရုံးထွက်မရှင်းနိုင်မှုတွေပေါ့ထွက်မရှင်းနိုင်မှုတွေရှိနေပြီအဲ့တော့ကျွန်တော်တို့ကထပ်ပြီးတော့ကြည့်ရမယ်ဟဲ့ဆိုလို့ရှိရင် အာဘယ်လိုခေါ်မလဲဆိုတော့ကြာဆုံးနေကြာဆုံးနေဆိုလို့ရှိရင်ဒါမတင်ပြတာလေးเนาะဟိုကျွန်တော်တို့ဒီအဲစစ်တပ်ကနေပြီးတော့ထွက်ပြေးသွားတဲ့သူတွေအားလုံးရဲ့လစာတွေကိုထုတ်ယူစားတောင်းနေတာတွေအဲဒါတွေကလည်းအဲကျွန်တော်တို့ကြားသိနေရတယ်ဗျာသိလားအဲနောက်တစ်ခုစကန်းထိုင်နေတဲ့စကန်းထိုင်ဖို့ဆိုလို့ရှိရင်ဂိတ်ဆောင်ဖို့ဆိုလို့ရှိရင်ပိုက်ဆံရဖို့လောက်ပဲစဉ်းစားတော့တယ်เนาะရန်သူကိုထွက်တိုက်ဖို့ဆိုတာမရှိဘူးအဲ့တော့ဒေတာမှာဘလို့တွေဖြစ်နေဆိုတော့ PDF က PDF တွေ KNU တွေကဒီဒေတာတစ်ခုလုံးမှာ ဟိုဘယ်လိုခေါ်မလဲခြေချင်းလိမ်ပြီးသွားနေတယ်သွားတဲ့ခါကျပြည်သူကကြာလာတဲ့ခါကျပြည်သူကစိတ်ညစ်ရတယ်တပုံတွေကစစ်တပ်ကရွာမှာရွာတွေမှာလွှမ်းမိုးမှုရှိပဲနဲ့တပုံကရွာတွေမှာလွှမ်းမိုးပြီးတော့နော်စစ်တပ်ကတပ်စခန်းမှာမနေတဲ့ခါကျတော့ဟိုကြေးရွာတွေမှာရှိတဲ့ပြည်သူတွေကစိတ်ညစ်ရတော့ရဖွတ်တွေကမိချောင်းဖြစ်နေတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ရွာသားတွေပြည်သူတွေကရင်ဖွင့်မှုတွေရှိလာပြီလုံးဝဓာတ်တွေကိုမကျေနပ်ဘူးခင်ဗျားတို့ဘာလုပ်မှလဲ နော်ခင်ဗျားတို့ဘာလုံမှလဲပြောနေပါဖြစ်လာမင်းမချိုက်ရင်လာမရှုပ်ပါနဲ့တော့ဆိုပုံစံမျိုးတွေအထိဖြစ်လာတဲ့အတွက်ကြောင့်မလို့အဲ့တော့အဲဒီပေါ့တောင်ကူတန်တောင်ကြီးတကြောကအခြေအနေတွေကဒီလိုမျိုးရှိနေပြီဒီတက်စခန်းနေအလုပ်လုပ်တဲ့ချိန်တစ်ချိန်မရှိပါတဲ့ဘယ်ချိန်လဲဆိုရှင်လူကြီးလမ်းကြောင်းလာပြီးဟေ့ဆိုရှင်တော့အဲကင်းမုန်းနေပါဝစ်တယ်အဲအဲ့ချိန်ညာလို့ရှင်လမ်းပေါ်ရောက်လာတယ်တဲ့အဲ့ချိန်ညာလို့ရှင်လည်းတဘောကပဲရောက်သွားပြီးတော့တော်တဲ့ပြန်ရောက်သွားပြီတဲ့အဲတော့တော်တဲ့ပြန်ရောက်သွားပြီးလို့ရှင်သူတို့တွေကတက်လာပြီဆိုရင်မမဲ့မြင်လို့ရှင် မဲမဲမြင်ချုံးပြင်းအကုန်ပြစ်တယ်တဲ့ပြစ်တဲ့ခါကျတော့ဘသူပဲထိလဲဆိုပြည်သူပဲပြန်ထိပြန်တယ်တဲ့အဲ့တော့အဲ့တော့ခင်ဗျားတို့အဲ့ဒီတန်တော်ကြီးတကြောမှာရှိနေတဲ့အခြေအနေတွေအားလုံးကတော့တည်တည်ဆဲကြာစီမံကုတ်ကဲဖို့လိုနေပါပြီနော်အဲ့တော့အဲကျွန်တော်နောက်ထပ်ပြန်ပြီးတော့ကြည့်ရတာပေါ့နော်ဟိုတက်ထဲမှာဆိုလို့ရှိရင်လည်းဖြစ်ချင်တိုင်းဖြစ်နေတာဘယ်လိုလဲဆိုတော့စစ်တီတွေဆိုလို့ရှိရင်စလိတ်မတော့ရဘူးနော်ဟိုဒီတက်စကန်တွေမှာရက်တွေပါမတော့ရဘူးပေါ့နော်ရက်မတော့ရတဲ့ပုံစံမျိုးတွေအထိစီစဉ်ထားတဲ့ကိတ်တွေပါစောင့်နေ အဲ့တော့ရဲဘော်လေးမှရဲဘော်လေးခင်ဗျာမိုးရွာတယ်မှာစလိမတောက်အရက်မတောက်ပုံစံမျိုးပေါ့ဗျာနော်အဲအဲ့လိုမျိုးလေးဖြစ်နေတဲ့အချိန်မှာအရာရှိတွေကတော့အရာရှိတွေကတော့အရက်ကောင်းနေတယ်ပေါ့နော်တောက်ကြတယ်တဲ့အဲ့တော့တောက်တဲ့အကျင်ကိုသူတို့စားဖို့တောက်ဖို့တောက်ကိုရဲမီတွေကချက်ပြုတ်ကျွေးရသေးတယ်အဲ့တော့ဆိုကြင်နာကဘယ်လိုဖြစ်လဲဆိုတော့ရဲဘော်အရက်တောက်ရင်အချုပ်တည်းရောက်မယ်အရာရှိနော်အရက်တောက်မယ်ဟေ့ဆိုလို့ရှိရင်ရဲဘော်တွေအဲ့ဒီဒီဘယ်လိုပြောဆိုစစ်တီ ရဲမေတွေကပြန်ပြီးချက်ကျွေးနေရတယ်။အော်ဒါတွေကလည်းမမျှမတမှုတွေပေါ့အထက်အောင်မလေးစားမှုတွေပေါ့ဗျာ။သူ့ကိုကိုလေးစားမှာဖြစ်သူကိုယ့်ကိုသူလေးစားမှာဖြစ်တယ်။အဲ့တော့မှလည်း standard army ဆိုတာဖြစ်မယ်။ standard army ဖြစ်မှလည်းကျွန်တော်နိုင်ငံအတွက်အားကိုးအောင်ကျွန်တော်နိုင်ငံရေးသမားတစ်ယောက်ဖြစ်တယ်။ကျွန်တော်နိုင်ငံကိုမျက်နှာမူတယ်ဆိုတာစကားကိုပြန်ကောက်အောင်ဆိုရင်နိုင်ငံကိုမျက်နှာမူတယ်နိုင်ငံကိုမျက်နှာမူတဲ့အတွက်ကြောင့်မလို့စစ်တပ်ရှိကိုရှိရမှာဖြစ်တယ်။စစ်တပ်တည်လဲ standard army ဖြစ်ရမှာဖြစ်သလို standard army ဖြစ်ဖို့ဆိုလို့ရှိရင်စစ်တီတွေဟာ ဟိုယာရုအချက်ကလေးဘယ်လိုမှဆိုလို့ရှိရင်မနေ့တနေ့မှာပါစလေးတွေကအစပြီးတော့ကျွန်တော်တို့ဒီတက်မတော်ကာကွယ်ဦးစီးချုပ်ထီကိုကျုပ်တို့ကတက်မတော်သားဖြစ်ပဲကျွန်တော်မြင်တယ်သူ့ရဲ့အချင်းသူ့ရဲ့တာဝန်ရအဲ့တော့အဲ့ဒါကိုအထပ်ဖားအောက်ဖိတဲ့ဇေယိုက်ဆိုးတွေနော်အောက်ကိုဆိုလို့ရှိရင်ကျုံလို့သဘောနာစစ်တီတွေကစစ်စစ်ပြတ်တက်မှာဘယ်လိုဖြစ်နေတာခါစားတော့စစ်တက်တဲ့စစ်သားတယောက်ဝင်လာတယ်အဲဂျူနီယာတယောက်ဝင်လာပြီးဟဲ့ဆိုရှင်အရှိရစီနေရာက သူကသူအဖေဖြစ်သွားတယ်လို့သူကသူကျွန်ပိုင်ရှင်ဖြစ်သွားတယ်လို့အဲသူကသူအကောင်ဖြစ်သွားတယ်လို့ခံစားနေတာမဟုတ်ဘူးမင်းကမင်းတာဝန်ကိုမင်းယူထားတာပဲဖြစ်တယ်ကျန်တဲ့တာဝန်အားလုံးမှာကိုယ်ပိုင်တာဝန်ဆိုတာရှိတယ်တာဝန်နဲ့ဝတ္တရားဆိုတာဒါမျိုးလေးစားလိုက်နာနေမှ professional အဲတက်မလို့ဖြစ်မယ်ပေါ့ဗျာနော်အခုစစ်တပ်ရဲ့ပုံစံကတော့အဲကပိုက်ဆောင်ကပိုက်ဆောင်တက်တယ်လို့ဖြစ်နေတယ်နော်အရာရှိတယောက်အရာရှိတွေရဲ့ကပိုက်ဆောင် အရာရှိတွေရဲ့ကပိုက်ဆောင်စစ်သည်အရာရှိတွေရဲ့ကပိုက်ဆောင်အဲ့တော့လောက်ငယ်သားရဲ့အနေနဲ့လည်းအထောက်ကိုပြန်မပြောနိုင်တဲ့ခါကြတော့ ။ဘာတွေဖြစ်ကုန်လဲဆိုတော့အဲသူတို့ကလည်းသူတို့ရဲ့အခြေအနေကိုထုတ်ပြပိုင်ခွင့်ရမရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့သူတို့မှလေးစားခံခွင့်မှမရှိတာ။သူတို့သူတို့ကိုလေးစားနေမှာရဲဘော်ကိုလေးစားနေမှာရဲဘော်ကလည်းသူ့ကိုယ်သူပြန်လေးစားမယ်။သူ့ကိုယ်သူပြန်လေးစားနေမှသာလျှင်ရဲဘော်အရာဒီအချက်ကလေးတွေကလည်းသူတို့ရဲ့အခြေအနေစွမ်းရင်ထုတ်ပြမယ်။တကယ်တကယ်အရေးကြုံလာလို့ရှိရင်ခင်ဗျားတို့အရာရှိဆိုတဲ့သူတွေတက်စားလို့ရှိရင်တော့သူ့ရဲဘော်ပတ်စလေးတွေကပို့ပြီးတော့စားရှိနေတတ်တဲ့အခြေအနေရှိနေတတ်ဆိုတာလည်းမမေ့နဲ့လူတိုင်းမှာသူ့မှာပုံအောင်နေတော့ စွမ်းရည်တွေရှိတယ်အဲ့ဒါကိုထုတ်သုံးတက်အောင်ကြိုးစားနိုင်တဲ့သူဟာထုတ်သုံးတက်တဲ့ခေါင်းဆောင်ဟာခေါင်းဆောင်ကောင်းမယ်အဲ့တော့ခေါင်းဆောင်ဖြစ်လာပြီဆိုပြီးသူ့ကိုသူပဲလူကြီးထင်တယ်သူ့ကိုသူပဲအကောင်းထင်တယ်သူ့ကိုသူပဲလူတော်ထင်နေလို့ရှိရင်တော့အဲ့ခေါင်းဆောင်လဘကြအထူးသဖြင့်အဲခင်ဗျားတို့တက်မလို့မှာဒီလိုလူမျိုးတွေပဲအဲရှေ့တန်းမှာနေရာရောက်နေဖြစ်သူကာချုပ်ကိုယ်တိုင်ဒီပုံစံမျိုးဖြစ်နေပုံစံမျိုးတွေရှိတယ်ပါဗျာနော်အဲ့တော့အနောက်ထပ်အဲသူတို့ရဲ့တက်ရဲ့အချိန်ဒီမှာเนาะတက်ရဲ့အချိန်ဒီမှာကျွန်တော်ဆက်လက်ပြီးကြည်တာပေါ့ဗျာကြည်ကြည့်ရခါမှာ ကားဆိုလို့ရှိရင်10စီးလောက်ရှိတယ်10စီးလောက်ရှိတာကို8စီးလောက်ကပြတ်နေတာအဲ2စီးလောက်နဲ့လဲပတ်နေတယ်အဲ့တော့လဲပတ်နေတယ်အဲ့တော့ကိုအကုန်လုံးကောင်းပါလားဆိုတဲ့ပုံစံမျိုးတင်ထားပြီးတော့စီကလန်အဲ900ချပေးရင်တဲ့နော်900လောက်ကဘယ်အဆင့်ဘယ်အဆင့်ဘယ်အဆင့်နဲ့ဘယ်လိုဘယ်လိုစားလိုက်ရမလဲကိုုံပါနော်200လောက်ပဲကျန်တာအဲ့200ကိုလည်းအဲတယောက်တယောက်လေးစားမှမရှိတော့ဗျာအောက်ကဒီဒီအောက်ဆုံးကကိုင်းငွေရတဲ့သူတွေကလည်းပြန်ပြီးတော့ ရောင်းပေါ့ဗျာရောင်းတဲ့ခါမှာအဲ့ဒါကိုပြန်ပြီးတော့အဲ့ရတဲ့ဟာလေးကိုမပြန်ပြီးတော့မျှစားရသေးတယ်အဲ့ဒီပုံစံမျိုးတွေပေါ့ဗျာဒါစစ်တပ်က professional မဆန်မင်းနဲ့အဲစစ်တပ်ကပြုတ်စပြင်းအောင်နဲ့အဲ့ pro မဆန်မှုတွေရှိလာတယ်အဲ့ pro မဆန်မှုတွေကျွန်တော်တို့ဝိုင်းပြင်ရဒီချိန်ကအကောင်းဆုံးပဲဒီချိန်ကဒီချိန်ကဘယ်လိုခေါ်မလဲဆိုတော့ယာရှိတွေကိုယ်တိုင်လည်းသိနေတယ်เนาะယာရှိတွေဟိုအစင်စင်ပေါ့ခေါင်းဆောင်နဲ့စစ်ခေါင်းဆောင်နဲ့အားလုံးလည်းသိနေတယ်အားလုံးပြင်ဆင်ရမယ့်အချိန်ဆိုတာသိနေပြီ အဲတည်တဲ့ချိန်မှာကျွန်တော်တို့နေနဲ့ဝိုင်းပြင်ပေးနေခြင်းဖြစ်တယ်ကျွန်တော်စေတနာဟိုခင်ဗျားတို့ဝေဒနာဖြစ်သွားခြင်းနဲ့ဖြစ်သွားနိုင်တယ်သို့ပါတော့လည်းကျုပ်တို့ကတော့ပြောရမှာပေါ့နော်တက်မတော်အတွက်တက်မတော်ကျုပ်တို့ကပြင်ဝင်ပြင်ရမှာခင်ဗျားတို့ကြိုက်သည်ရှိမကြိုက်သည်ရှိကျုပ်တို့ကချိန်လုံးတော့ပြင်ဝင်ပြင်မှာနော်ဘာကြောင့်လဲဆိုတော့ကျုပ်တို့နိုင်ငံတော့အရေးကြီးတယ်နိုင်ငံရေးသမားတယောက်နေနဲ့အဲမြန်မာနိုင်ငံမှာရှိတော့နီနီပြပြဝဝဆင်းဆင်းအားလုံးရဲ့အရေးအတွက်ကခင်ဗျားတို့တက်မတော်တောက်ချိုးပြင်မှာရမှာကျုပ်တို့ကပြင်ရမှာပဲအဲ့တော့ပြင်မှာဒီကရှိလဲပြောအောင်မှာနော် အဲ့တော့ခင်ဗျားတို့ဒီစိတ်စိတ်တောင်းတဲ့စိတ်စိတ်တောင်းတဲ့ဘယ်လိုခေါ်မလဲဆိုတော့ကာကျုပ်ပုံကြီးချာချာပြီးတော့နော်အဘကြီးအဘကြီးလုံနေသူတွေကျုပ်တို့ကပြုတ်ဝင်ပြောမယ်ယာနူးနဲ့ယာကန်နဲ့ခေါ်တာပဲကြိုက်တယ်အဘခေါ်တာလည်းမကြိုက်ဘူးပြုတ်ဝင်လင်းပြောမယ်နော်အဘခေါ်တာလည်းမကြိုက်ဘူးအဘခေါ်လိုက်ချင်းအဖြစ်ဘာလဲမင်းတို့ဘာရအဘလဲမင်းတို့အဘဆိုငါ့တော်တဲ့ယူတာလားမေးရမလို့ပုံစံလေးဖြစ်နေအဲ့တော့အဘခေါ်တာလည်းမကြိုက်ဘူးကျုပ်တို့တို့ကျင်တာက standard army နော်ဟိုယာနူးအစင်းစင်းတိုင်းကအထက်အောက် ဆုံးထိအားလုံးကိုလေးစားသမှုရှိပြီးအားလုံးကလည်းကိုယ့်ကိုယ်ကိုလေးစားသမှုရှိတော့တက်မလို့ဘယ်လိုချင်တယ်နော်အပါကြီးအပါကြီးကာချုပ်ကြီးဟာ no 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 နော်ဥမင်း online တော့လကောင်းဒါမှမဟုတ်ရှင်ကာကွယ်ဥစည်းချုပ်ဥမင်း online ဆိုတာပဲလို့ချင်တယ်နော်ခင်ဗျားတို့ခင်ဗျားတို့အဲ့ဒီအဘတောက်ချိုးတွေလည်းပြင်ရမယ်နော်မတော့ခုလက်ရှိအခြေအနေမှာတခါလေးဆက်ပြောရမယ်ဆိုရင်အမ်ကျွန်တော်တန်တောင်ကြီးနဲ့ဒီတောင်ငူနဲ့က အာတိတ်မဝေးကို26မိုင်ရှိတယ်အေးအဲ့ဒီမှာဆရာပြောလို့စကန်နေစကန်နေရှိတယ်အားလုံးကစကန်ထဲမှာနေဘယ်မှမသွားဘူးအားလုံးကစကန်ထဲမှာခါလေး warp in နေကြပြီလောက်မှာကျွန်တော်တို့ကထင်ရတယ်အဲ့တော့ဘရင်အောင်တက်နေကိုလည်းအခုဆိုရင်အဲရိတ်ခါလေးဖြတ်နေပြီရိတ်ခါလေးဖြတ်နေပြီအဲ့တော့ဘလို့ရိတ်ခါဖြတ်လဲဆိုတော့အဲ့ဒီမှာလုံးဝ KNU ကပေးမသွားတော့ဘရင်အောင်တက်နေရောတောင်ကူရောပဲအဲ့ဒီကလူတွေအကုန်လုံးကအဲ့ဒီကစစ်တီတွေကထွက်မရှင်းတဲ့ခါကျတော့အခုဘရင်အောင်တက်နေကိုဘာမှစဉ်းစားလို့မရဘူးဒီနေ့ကမနေပါဘောဗျာနော်မနေ့က မနေ့ကလည်းမနေ့တနေ့လောက်တော့ဖြစ်မှာထင်ပါတယ်အာရိတ်ခါရိတ်ခါတော့ဘောဘောဗျာကျွန်တော်တို့ဒီသူတို့ပြည်သူတွေကစိုင်းကယ်လေးနဲ့တနိုင်တပိုင်းဈေးသွားရောက်ကြတယ်ဈေးသွားရောက်တဲ့ဟာကိုလမ်းမှာ KNU PDF တွေကဖမ်းပြီးတော့စိုင်းကယ်နှစ်စီးမီးရှို့လိုက်တယ်သူတို့ပိတ်ထားတဲ့လမ်းကြောင်းကိုလာပါမလားဆိုပြီးတော့လာတဲ့သူကလည်းခေါင်းရပြတ်ထိုးလေးပေါ့ဗျာနော်အဲ့တော့အဲ့ဒါကိုတော့မှမပြီးသေးဘူး တာမီနှစ်ယောက်ကိုဖမ်းပြီးလမ်းမှာထိုင်ထိုင်နေအဲ့တာမီနှစ်ယောက်လည်းဘယ်ပြောက်သွားလဲမသိဘူးဖမ်းသွားတယ်လို့ကြားတယ်ပြောက်သွားတယ်လို့ကြားတယ်အဲ့တော့အသက်ရှင်လေးရရှိနေပါစေလို့ KNP ဒီရက်ကလည်းမတရားတောင်းညင်းနေဘာကြောင့်ဘင်းအောင်တက်နေကိုသူတို့အဲရိတ်ခါဖြတ်နေပြီရိတ်ခါဖြတ်ပြီဆိုတော့ခင်ဗျားတို့သိပေါ့ဗျာနော်အဲဘာတွေဆက်ဖြစ်လာမလဲဆိုတော့ရိတ်ခါဖြတ်နေတစ်ဖက်ကကြမ်းနေပြီအဲ့တော့အဲ့ဒီဘက်ချမ်းမှာစစ်ပွဲကဒီထက်ပိုပြီးကြမ်းလာမှာဖြစ်တယ် အဲကျွန်တော်တို့ထပ်ပြီးတော့သိရှိရသလိုရှိရင်တောင်ငူရဲ့လိတ်တူရဲ့ရာတို့ရဲ့ကရားရဲ့တဆက်တည်းဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့လိတ်တူနဲ့ရာတို့မှာကခင်ဗျားတို့ရဲ့ဟန်အာသူ့နာမည်လည်းကျွန်တော်ကထပ်ပြောရမှာပေါ့ဗျာနော်အဲ့တော့နေမျိုးစဉ်တို့ကြောတက်လင်းတို့တော့မှအဲ့ဒီကိုရောက်နေပြီနော်သူတို့ဘာဆက်လုပ်မလဲဆိုတာကတော့ကျွန်တော်တို့အဲပြောခက်တယ်တော်တော်လည်းပဲစစ်ပွဲကတော့ကြီးကြီးမားဖြစ်လာမှာဖြစ်တယ် တော့မနေ့ကဆိုလို့ရှိရင်လည်းနော်တန်တောင်ကြီးတိုက်ခိုက်ရေးကြောင်းကို short တိုက်ဒုံးနဲ့လာပစ်သွားတာငါလုံးနေရွက်သတင်းစွန့်နေပြီအတဖက်တပုံကတော့ရိတ်ခါဖြတ်တယ်နော်ခမားတို့စစ်တပ်ကသာဟိုတောက်ချုံဝင်ပြင်းနဲ့အထဲမှာဖြစ်ချင်တယ်လို့ဖြစ်နေပေမဲ့နော်တဖက်တပုံကခမားတို့ကိုရိတ်ခါဖြတ်နေပြီနော် short တိုက်ဒုံးနဲ့လာပစ်နေပြီနော်အဲပြည်သူတွေကိုလည်းသူတို့စီးယုံနေပြီသူတို့တွေချောင်းနေပြီအဲ့တော့ခင်ဗျားတို့ဘာလုပ်မလဲဆိုတာပဲအဲကျွန်တော်တို့စောင့်ကြည့်မယ်เนาะအဲ့တော့ တန်တော်ကြီးတိုက်ခဲ့ကြအောင်မနေ့ကဆော့တုံးငါးလုံးဆော့တိုက်တုံးငါးလုံးနဲ့ပြစ်တာလုံးဝအထိကိုက်တော့ပြည်သူအဲကျွန်တော်တို့တက်ကအထိကိုက်တော့လုံးဝမရှိပါဘူးเนาะတကယ်သတွေးစစ်တာခံလိုက်ရတာပေါ့ဗျာเนาะကဲဟုတ်ပြီအဲ့တော့အဲကျွန်တော်ရဒီနေ့အဲသတင်းဒီ summary အဖြစ်ပြန်ပြောရမှာဆိုလို့ရှိရင်တော့เนาะအာစစ်ပင်ကြီးအုပ်စုက ARV တိုင်းတာပေါင်းပေါ့တာပေါင်းစစ်ပင်ကြီးအုပ်စုကရွာ၃ရွာမှာတရွာတည်းဒီလောက်ထိပိုက်ဆံပေးနေရကြတဲ့ကအခုဆိုရင် ကျန်တဲ့ရွာတွေကမဲမပေါက်ခွင့်နဲ့ဒီတရွာတွေကမဲပေါက်ပါဒီတရွာတွေကမဲနိုင်ရပါမယ်ဆိုပြီးတော့နှိုက်ခိုင်းတယ်နှိုက်ခိုင်းတော့အဲ့တော့ရွာသားတွေအားလုံးကမင်းတို့ပိုက်ဆံပေးဆိုတော့လည်းပေးတယ်ဟဲ့လားဒါမှမဟုတ်ရှင်ခေါ်မယ်ဆိုလို့ရှင်ဖြောင်းဖြောင်းမတ်မတ်လုပ်လေဖြောင်းဖြောင်းဖြောင်းမတ်ဆိုတော့ကဲအားလုံးအားလုံးနှိုက်ကွာကဲပေါက်တဲ့ကောင်သွားမယ်အားလုံးပုံမှန်နေနေနဲ့နှိုက်ဒါမျိုးကြောင့်လည်းမနှိုက်ရဘူးဒါမျိုးနှိုက်ရင်လည်းအကုန်လုံးငတ်ပြတ်ပြီးတော့အဲသူတို့ရဲ့သမီးသားစုတွေဆွေမျိုးတွေပါတခါလည်းမဲပေါက်သွားမှာအဲသူတို့အရန်ကိုစိုးရိမ်နေပုံရတယ်နော်အဲ့ဒီအတွက်ကြောင့်မို့လို့ အဲဒီကိစ္စကိုလုံးဝလုံးဝမကျေနပ်ကြဘူးเนาะအဲ့တော့ क्व င်းကောင်းနဲ့နော်နောက်တစ်ခုကကြတော့လေးမျက်နှာနဲ့ क्व င်းကောင်းကြားလဲချင်းကြိုက်တွင်းကြီးရောတိတ်မကြခင်အဲစင်မီတွေတောက်လာနိုင်တယ်အေးအေးအင်းအားတွေအဲ့ဒီတကြောကိုရောက်နေတာတွေရှိတယ်เนาะကဲဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့တက်မတော်ကိုကျွန်တော်တို့စနာကျွန်တော်ပြောသူပေါ့ဗျာနိုင်ငံရေးသမားတယောက်အနေနဲ့နိုင်ငံမျက်နှာကိုကြည့်ရမယ်ပြည်သူမျက်နှာကိုကြည့်ပြည်သူဆိုတာနီနီပြပြဝဝစိမ့်စိမ့်အားလုံးအားလုံးအားလုံးကပြည်သူဖြစ်တယ်အားလုံးရဲ့အကျိုးအတွက်ကကျွန်တော်နိုင်ငံတော်တည်ရှိရမယ် ကျောင်းနိုင်ငံတော်အတွက်တက်မတော်ဟာအရေးကြီးတယ်အဲ့တော့တက်မတော်ဟာအရေးကြီးတယ်ဆိုပြီးတော့တက်မတော်ဟာခင်ဗျားတို့ဒီအဘရဲ့အိတ်ဆောင်ကပိုက်ဆောင်မဟုတ်ဘူးတက်မတော်ဟာ professional တက်မတော်မျိုးဖြစ်ရမယ်အဲ့လိုဖြစ်ဖို့အတွက်ကစစ်တီကျွန်တော်ပြောပြပါရယ်ကာကျုပ်ကနေစပြီးတော့နော်ကာကျုပ်ကနေစပြီးတော့ကျွန်တော်တို့ဘာမှဟိုကျွန်တော်တို့ဒီမနေ့တနေ့ရမလာတဲ့ပတ်စလေးအထိကကျွန်တော်တို့တက်မတော်သားအဖြစ်ပဲသဘောထားတယ်နော်အားလုံးဟာလေးစားသမှုရှိနေရမယ်ဒါတက်မတော်ထုံးစံမယ် ဲ့လိုမှကြော်ပြီးတော့ကပိုက်ဆောင်မဖြစ်ဖို့ကရန်ကိုအရေးကြီးတယ်အဲ့တော့တက်မလို့အတွက်ကျွန်တော်တို့ဒီချိန်မှာကျွန်တော်တို့ကကျွန်တော်တို့တည်တဲ့ကြိမ်လုံးတစ်လုံးပါပဲခင်ဗျားတို့တက်မလို့အချိုးတွေကျုပ်တို့ပြင်ရပါလိမ့်မယ်နော်အဲ့တော့ဒီကရှိအချိုးမိပြီလို့ရှိရင်အဲကျွန်တော်နေရတော့တိတိစစ်စစ်ကြောက်ပြောရမှာဖြစ်တယ်အဲ့တော့ခင်ဗျားတို့နားထောင်ခြင်းလည်းရတယ်နားမထောင်ခြင်းလည်းဒါကျွန်တော်နေနဲ့ပါတက်နိုင်ပါလေရေနော်ကျွန်တော်တို့ကနိုင်ငံတော်ရဲ့အရေးအတွက်ကတက်မတော်ကိုကျုပ်တို့ပြင်ရမှာဖြစ်တယ်အဲ့တော့အောက်ချိုးပြင်ဖို့မမေ့ပါနဲ့လို့ပြောချင်ပါတယ်နော်